ဆရာမဆက်ဆန်ွဲတာယာဝတီရဲ့တမီးရဲ့တမိုင်းဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်အစင်လားဆိုတဲ့ကိစ္စရတရားတခါတည်းမှာလူတယောက်တည်းတဲ့အနှောက်ယှက်ဖြစ်စီပါကလားလို့သမီးစဉ်းစားမိတယ်အထူးသဖြင့် ရှစ်တန်းဖြီတော့ကအစင်လာတိုင်းသမီးကတအားစူးစားပြစ်ခဲမိတာကိုပေါ့တကယ်ပြောတာပါစာစူးစားတယ်ဆိုတာအเจ้าကြီးစာတွေကသမီးရဲ့အစင်လာပဲအတန်းစင်ပထမနဲ့ကြီးတက်လာခဲ့တော့ရှစ်တန်းမှလည်းထူးထူးချွန်းချွန်းအောင်လိုက်ချင်တယ်လေစာကတော့ကြက်တလားမမီးနဲ့ကိုဦးတို့ကိုထူးတို့ကတော့အမြင်ကဲ့ရောသူတို့ကတော့တိတယ်မဟုတ်လားပြင်ကျော်ကခက်ထူးထူးညံကလည်းခက်ဦးဦးဆိုတော့ကိုရံမှတက်လိုက်ဆယ်တန်းမှတက်လိုက်နဲ့ ဒီတန်းကြီးတွေရောက်နေကြတာတော့မိဘကရိုက်မောင်းပုံအောင်စာချက်ခိုင်းရတော့ခိုင်းလို့စာကြည့်ပြန်တော့လေစာအုပ်ကိုမျက်နှာအပ်ပြီးပကြီးဆွဲတဲ့လူကဆွဲအီယာဖုံတေးသေးလေးနားထဲထည့်ပြီးကက်ဆက်ခွန်းနားထောင်သူကထောင်းဒီကြတမီးဟာစာချက်ရင်အတန်ထွက်ပြီးကြက်တက်တော့သူတို့တန်းနှောက်ရက်ကြီးဖြစ်နေတော့မှာပေါ့လေတဆောင်ဆောင်တမဲမဲနဲ့ပစင်းရင်ကွဲမာတယ်ချက်တူရင်မာတယ်စာအုပ်ပုံကြာပို့ဟတ်မာတယ်ရေးမဆိုင်ပါဘူးပစင်းရင်ကွဲလို့ ချက်တူရဲလို့ချက်ခဲလို့စားအောင်ကြမှာပိုဟက်တွေတွေ့ခဲလို့ရှစ်တန်းမှာငါးဘာသာကုန်လူရခဲ့တာပေါ့မရတဲ့တစ်ဘာသာပထဝီလေဘာကြောင့်မရတလဲဆိုတာတော့တွေးမိတိုင်းအသေးနာပါရဲ့ပထဝီဖြေတဲ့နေရာစာဖြေခန်းထဲမှာလုံးဝဝိတ်ပျော်သွားတာစာဖြေနေမျက်စိတွေလေးပြီးခေါင်းနေအောင်လာလို့စပွဲပေါ်မျက်နှာမှောက်ပြီးခဏလေးနားမလို့ပဲဘလို့ရဘလို့အိတ်ပျော်သွားတယ်မသိပါဘူးအတန်းဆောင်ဆရာမလာနှုတ်မအိတ်ပျော်သွားတာပါကုန်လို့ တအံ့တော့တထိတ်တလန့်နဲ့ကြပြကြရဆက်ပြေးရတာဘယ်ချိန်လောက်ပါတော့မလဲပုံတပုံမှမဆွဲလိုက်နိုင်ဘူးလက်ရည်ကလည်းကြောင်ချစ်ကုတ်ဆင်းမတန်တပုံလည်းလွတ်တယ်တွားပြီပုံကိုဦးတော့ကိုတူးတော့အတော့နိုင်ွက်ရသွားတာပေါ့လေပြောစရာရတော့တာပေါ့နေရပစင်းရင်ကွဲလို့အရင်ဆွတ်ဆက်အော့ကြက်တာကိုမိစုရဲ့အကုန်လုံးရှောက်ကြက်တော့အချိန်ကုန်ပြီအိတ်ရေးပြတ်တာပေါ့လူလဲပင်ပန်းတာပေါ့သဘောပေါက်အောင်ကြည့်ရတယ်ဟာ အေးပြက်ခံပြင်းပန်းခံလို့တော့ဆောင်းမိုးပဲခံနဲ့မှောင်သွားတာပဲတော်လာပြီအကိုရင်းမခံပြောမနေတော့ပါဘူးကိုလောင်လည်းចောင်းစာတော်ကြတဲ့လူတွေမှမဟုတ်တာပြောချင်ရပြောအေးလည်းစိုက်နေတော့ပါဘူးအဲ့ဒီနေ့ကသမီးတော်ဝိဆာနဲ့တိတ်ပန်ထက်တန်းမှစခွဲတဲ့နေ့ငါးပါတာကုံထူးနဲ့အောင်ခဲတဲ့သမီးကတိတ်ပန်ပေါ့တိတ်ပန်ရတော့ယူလိုက်တာပဲပေါ့ပူတော်တဲ့လူတွေကိုပူကောင်းတာပေးတာနေမှလို့ပဲတွေးပြီးဝမ်းသာအာရယူခဲ့တာပဲပေါ့တင်ရိုးတဲ့ စနစ်တင်နဲ့စတဲ့ကိုရင်းစာတင်တွေကိုအေးဆေးစွာဖြတ်ကျော်ရင်းသမီးပြင်စာတွေပို့ဖတ်ချိန်ရခဲ့တယ်။ပို့ဖတ်ဖြစ်ခဲ့တယ်။အဲ့ဒီတော့မှသမီးရဲ့သိပ္ပံဘာသာတွေပြဋ္ဌာန်းစာအုပ်တွေထပ်ပို့စိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်တခုကိုသမီးတွားတွေ့မိတော့တာ။သမိုင်းလေသမိုင်းဘာသာရပ်ပါ။သမိုင်းနောက်ခံဝတ္ထုတွေသမိုင်းဆိုင်ရာစာတန်းတွေဖတ်ရင်းကစာငန်ရေးတောင်းမိတယ်လို့ဖတ်လို့မဝနိုင်ဖြစ်လာတယ်။ကျောင်းသင်ငန်းစာနဲ့မဆိုင်တဲ့ပြင်ပစာအုပ်တွေကိုဖတ်မိတဲ့အဲ့ဒီကိုရန်းနဲ့မှာ တမီးတာမန်ဆင်းနေပဲဆောင်းမွေးအောင်ခဲပါတယ်။ဆယ်နာတတ်တော်မမေရတတိပေးတယ်။မိစုညီချိုပြင်းရင်ပြင်းမပြင်းရင်တော့ရိုးရိုးမေကြနဲ့သူ့လုံငါလို့သာဖြစ်ပြီးမှတဲ့။ဟွန်းသူ့လုံငါလို့ဖြစ်ရမှာတော့တမီးလည်းမကျင်နဲ့နိုင်ပါဘူး။ရှစ်တန်းကိုငါးပါတာခုံထူးနဲ့အောင်ခဲတဲ့မိစုဟာဆယ်တန်းမှာအနည်းဆုံး၄ပါတာလောက်တော့မှန်းနိုင်ရမှာပေါ့။ဖြစ်အောင်လုပ်ရင်ဖြစ်ပါတယ်။တမီးသိပါတယ်။စူးစားတယ်ဆိုတာတမီးရဲ့အစင်လာပဲ။အစမ်းတဲ့ချင်မဟုတ်လာပါဘူး။ ဒါပေမဲ့အဲ့ဒီအဆင်လာတိုင်းသမီးစူးစားလို့ဆေးရပါပြီတဲ့အိုင်ဒီရပါပြီတဲ့ရုပ်ဆွာဆုံးမိကြမအမြင့်ဆုံးဆိုတဲ့ဒါရုဗေဒာတို့ယူပဗေဒာတို့ရပါပြီတဲ့သမီးစိတ်ဝင်စားတဲ့တမိုင်းနဲ့ဘယ်မှာစုံစည်းနိုင်တော့မှာလဲအိုးစားခွဲပြီပေါ့တိတ်ပံဘာသာတွင်နဲ့ဆယ်တန်းအောင်ပေးမယ်ဆယ်တန်းအောင်ပဲမိစုဟာတမိုင်းနဲ့ထီတေးခွင်မျှနိုင်တော့ဘူးလေခက်တယ်အသက်ရှူနေပြီမမဝတယ်လို့ပဲ စာချက်နေရပေမဲ့စိတ်အားထက်သန်မှုမရှိလောက်ပေါ်ရွှေ့ရွှေ့ကြီးရဲ့တမီစဉ်းစားပါတယ်အစင်လာတိုင်းစူးစားလာခဲ့မိတာမှားပြီလားလို့ဇီဝဗေဒပုံစံလေးတွက်နေရင်ကတမိုင်းကိုစိတ်ရောက်နေတယ်အနော်ရထားဘရင်ရဲ့ယဉ်ကျေးမှုတော်လိုင်းကြီးအမျော်မြင်ကြီးတဲ့မိဖျားဖွာစောအသက်နဲ့အမျှမာနာကိုတိဆောက်သွားတယ်မိဖျားစောလုံးဘညွားနဲ့နဲ့ပြီးနှဲတို့ရဲ့စီချင်းတိုက်ပွဲတရုတ်ကာမဏီနဲ့သူရဲကောင်တမိန်ဘရင် ညံသူ့နဲ့မြေထဲကိုသွားပြီနားထွေးမင်္ဂလာကျင်းပမယ်တပင်ရွှေတီးရဲ့သူရဲကောင်းကြီးချေပွဲဟိုရောက်တီရောက်ကပောက်တီကပောက်ချပါပဲတပင်ရွှေတီးရဲ့သူရဲကောင်းကြီးပွဲမှာလက်ဖြားကိုအဲ့နဲ့ဆိုင်ပြီးတူနဲ့ရိုက်နေတဲ့ပုံအာယုံထဲမှာမြင်းနေမိတယ်အတဆုံမြုပ်တဲ့အထိမျက်နာမပြတ်စတဲ့တင်းငိမ့်သူမှသူရဲကောင်းခေါ်တဲ့မျက်နာတစ်ချက်ပြက်မိလို့ဝိုင်းလောင်ခံရသူတယောက်ကတော့အရှက်မုံလုံးမို့ယင်ကိုခွဲပြီးဥတဆုံဆွဲနှုတ်ပြလေတဲ့ လူလူဖြူစစ်ပွဲမှာဘုံဆန်အမြောက်ဆန်နေကြရွှေကြီးတလားလာနဲ့မမမမကုတ်ခဲအမိတ်ပေးနေတဲ့ဘန်ဒူလာကိုလည်းမြင်ရောင်မိတယ်။အင်္ဂလိပ်ပြထန်းစာဝူဒရင်ဟိုက်ထဲကကက်သရင်းလင်တန်ရဲ့ကာရိုက်တာကိုကြက်နေရင်ဘန်ဒူလာကတော့ဘီရင်အောင်တို့ရဲ့ကာရိုက်တာကိုပဲစိတ်ကရောက်နေမိတယ်။စိတ်ဝင်စားလို့မကဖြစ်လာတော့ဖက်စာအုပ်ကိုခဏချပြီးဖဖေးနဲ့သွားစကားပြောရတော့တာပေါ့။ဖဖေးကမမေ့လို့မဟုတ်ဘူးလေ။ကျောင်းစာကိုတော်ရုံတင့်ရုံစူးစား အပြင်းစားကိုဖတ်တင်တလောက်ဖတ်ရမယ်တဲ့။သမီးစကားပြောချင်လာပြီဆိုရင်အိမ်မှာဖဖေးနဲ့မှအဆင်ပြေတာ။သမီးကဖဖေးကိုဗန်တူလာအကြောင်းဘေးရနာအကြောင်းသမီးထင်ရမြာဝေဖန်ချက်တွေပြောပြနေမိတယ်။ဖဖေးကစိတ်ဝင်တစားနာထောင်ရင်သမီးဖတ်ဖို့စအောင်ပြီးတော့ထဲကသမိုင်းစာအုပ်တချို့ရွေးထုတ်နေတော့ဟိုနေကောင်ရောက်လာတော့တာပါပဲ။ကိုဦးနဲ့ကိုတူးလေမိစုဟာသမိုင်းယူးယူးနေတာပဲ။နင်တဖြည်းဖြည်းနဲ့မှုတ်တက်သွားမယ်နော်။တတိထား ခိုခေကဓနုဖြူခန့်တက်နေနောင်ရိုးတိုက်ပွဲကြောင့်တိနေုံနဲ့မပြီးဘူးဟာစတားဘားကိုတိရမယ်မိဖျားဖွာစောနဲ့စုဖျားလက်ကြောင့်စမြုံပြန်နေုံနဲ့မပြီးဘူးဟာကိုရီအကီနိုကိုတိရမယ်အောင်မယ်နင်းတို့ထက်ပိုတိတယ်နင်းတို့ထက်ပိုတွေးတက်တယ်နင်းတို့ကဘရင်နောင်မှမရှိတော့တာလို့ပဲတွေးတာဘရင်နောင်လိုကောင်းဆောင်မျိုးကြံစစ်သားတို့အလောင်းဖျားတို့လိုပုပ်ကုမျိုးကိုချစ်တယ်နာခံတက်တဲ့လူတွေရှိပါလားလို့မိစုကဆက်စင်စားတာသွားပါနင်းတို့နားမလဲပါဘူး ငါဘာသာငါဖဖေနဲ့ပြောနေတာခွေးကိုတူကနှစ်ထင်ကိုလက်မနဲ့ထောက်ပြီးပေါက်သွားပြီးဆိုတော့ထိမ့်မက်လုတ်ပြိုင်လှောင်းနေတည်တယ်ကိုဦးကမိစုကတော့မလဲဘူးဟဲ့ငငယ်လေးနဲ့ယူနေပြီထင်တယ်ဘလိုကြီးလဲမသိဘူးမိုက်ကယ်ဂျက်ဆင်လည်းမကြိုက်ဘူးတယ်မက်ဒေါ်နာတော့ကော်နီဖရန်စစ်လည်းမကြိုက်ဘူးတယ်မင်းတို့ကောင်တွားစံကွာလို့ဖဖေမောင်းထုံးပါပဲအီးတော့တယ်နားချမ်းသာသွားပြီမယ်စိတ်ထင်မှာတော့စင်းရဲလိုက်တာလေအကိုနှစ်ယောက်အတွက်ပါ ယောက်ျားလေးတွေဖြစ်နေပြီးတော့ဘာတကူမှလေးလေးနက်နက်မရှိတာပြောပါတယ်။မိုက်ကယ်ဂျက်ဆင်မကြိုက်ဘူးပြောမိလို့တမီးကိုတော့ကြတယ်တဲ့။ဘာဆိုင်လဲ။အတန်ဆူဆူနဲ့မင်းမရှာလို့လို့ဘာလို့လို့အော်တန်။နဝင်မမချိုးတာ။ငားလည်းမလဲပါဘူး။ကော်နီဖရန်စစ်ကြိုက်တာကြိုက်တာပေါ့။ဘာဖြစ်တယ်လဲ။မေခလာကော်ပီတန်နဲ့ပြန်ဆိုထားတယ်။ကော်လန်ဘောကနှခန်းညီတချင်းရဲ့မူရင်းခွေဟာလေ။နားထောင်ဖို့တယ်မဟုတ်လား။ဘလောက်ကောင်းတယ်လဲနော်။မှတ်တော်နာလား။ဟွန်းကြိုက်ပါ။ သူတို့ကောင်လေးတွေကတော့ကောင်းတယ်ပြောမှာပေါ့ချက်ပေါ်ထားတဲ့ဝတ်စုံနဲ့သပင်ဖျို့ဖြဲ့နဲ့မတော်နာပုံမျိုးစုံသူတို့အိယာပြီးမှရှိမယုံရင်ရှာကြည့်မတော်နာရဲ့ဗီဒီယိုခွေကြည့်ဘူးတာပဲသူနိုင်ငံသူတလေးနဲ့သူတော့ကောင်းမှာပေါ့လှတယ်လေခေါင်းကိုမော့လိုက်လှန်လိုက်ချွန်းပစ်လိုက်နဲ့တချင်းနေဆိုတာခြေကားကရင်တချင်းဆိုတာချီလို့ကောင်းပါတယ်ဒါပေမဲ့နေ့နေအောင်ဘယ်မှာခန်းစားရလို့လဲရန်ကင်းဆက်နှလုံးတန်းတချံမန်းတက်မှာ ဒေးတန်ရှင်ညွညွစင်ကခရီးပင်အောက်ကပထောက်ချစ်သူရေလို့တန်းတိုင်မိုက်ကရိုဖုန်းပြတ်သွားတော့မန်တက်ကလူကြီးတွေကိုအန်ခေမြ мян လှုပ်ဆမ်းပါဗျို့လို့ခြေဆောင်អော်ရတဲ့အရသာနဲ့မြတခြားစီမှာတခြားစီသမီးတော်ကတော့ကိုတကယ်ကြိုက်မှကြိုက်တယ်ပြောတကယ်ခံစားနားလည်လို့ရမှကောင်းတယ်ပြောရောရောင်နောက်လိုက်မလုံနဲ့ဒါပါပဲယောက်ျားဆိုတာပို့ပြီးခိုင်မှပြတ်သားရမယ်လေ တနည်းအားဖြင့်ကိုတူးနဲ့သမီးစကားများရသေးတယ်။သူကဂီတာတီးနေတာဆိုတီးပို့လေ။မိုး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 ကျော်မင်းပဲစီမာလဲဆိုတဲ့တခြင်းကြားဖူးကြရမလားမသိ။မိုးကျော်ဆိုတဲ့ကွယ်လွန်သူဂီတာသမားလေးတယောက်ကိုလွမ်းဆိုးတတိယစာရေးဖွဲ့ထားတဲ့တခြင်းမှာသမီးကတော့ကက်ဆက်ခွေတဲ့ကခေပေါ်ဂီတာတွေနားထောင်ရုံကလွဲပြီးစတိတ်ရှိုးတွေပါနေသွားလိမ့်မရှိလို့တိတ်တော့မသိပါဘူး။ဒါပေမဲ့စာအုပ်တွေထဲကဖတ်ဘူးထားသလောက်ပေါ့လေ။ပြောရရင် မိုးကျော်ဟာမပွေမီအကျွေးစောရှာတဲ့ဂီတသမားတယောက်ထင်ပါရဲ့ချစ်တိုက်သူမို့လဲချစ်ကြတာပါလွမ်းထိုက်သူမို့လဲလွမ်းကြတာပါဒါပေမဲ့ငတူးကိုပြောပါတယ်သူကဒီတချင်းထထက်ကြော့ပြီးလက်ချောင်းတက်တဲအေးအေးနဲ့ဖြင်းညစ်စွနေပေါ့နားကြပြင်းကက်စရာကောင်းလို့တော်ကြမှာဟဲဟဲနဲ့အတန်တမလွန်ကကြိုင်ဟိုမှာနောက်တစ်ခါပြန်သေးချင်းစိပအောင်မေကိုတူးဂီတာကိုရက်ပြစ်လိုက်တယ်တော့ပါသွားတယ်ညုံနဲ့မှုန်ကိုကိုမော့ကြည့်ပြီဘာလဲဘာလာရှုပ်တာလဲပိုဟိုက်ဖြူမှာ ဘာပြောချင်နေလဲမိုးကြော်ကြီးမလန့်နဲ့ဟိုဘသူဟိုချစ်ပြုံနှင်းစီရေးတယ်လူအဲကွာအဲဂီတနဲ့တန်စောင်းချင်းကိုလည်းလွမ်းလို့ပြောချင်သေးလားပြောမလို့မဟုတ်လားဒါနေတို့လို့ခစ်ဆွေးတွေတမိုင်းယူတွေနဲ့မပတ်သက်ဘူးမိစုပြန်ပြန်နောက်လှည့်ပြီးတော့ပြန်ဒေါသဖြစ်ဖြစ်နဲ့ကိုတူးကိုတအားဝင်ပြီးကုတ်ဖဲပြစ်လိုက်မိတယ်ကိုဦးနဲ့ဖေဖေအပြေးလာပြီလို့သားပေါ့နုံမဟုတ်ဒီကမခုံးကအကွင်းလိုက်ပြတ်ပါအောင်ကိုက်ဆွဲပြစ်မိမှာ ဒူယိုတတညင်းတာခုံတာရံဖြစ်တာမဟုတ်ဘူးခစ်ဆွေးလေးတမိုင်းလေးနဲ့သူ့ဟာလှောင်တာဦးတမီးတမိုင်းကိုစိတ်ဝင်စားတာအဲ့ဒါလို့လှောင်စရာဖြစ်နေပြီလားဆယ်နန်းဆောင်မှုပဲဖြည့်တဲ့အချိန်မှာတမီးစိတ်တွေတိတ်လှုပ်ရှားနေတယ်ကိုဦးကဆယ်နန်းကိုနှစ်နှစ်ရှုံးပြီးပြီကိုတူကဆယ်နန်းဒုတိယနှစ်အကိုရီယောမအောင်မချင်းစိတ်ရှည်လက်ရှည်ကြောင်းထားတယ်လို့ပြင်ပကျူရှင်မှာတင်းစေတယ်လို့တမီးကိုမမြင်စိတ်ရှင်ရင်ကောင်းမှာပဲလို့အတွေ့အကြုံဖန်ဆုံးလိုက်မိတယ် ဒီနေ့ဆယ်တန်းအောင်သွားမှောက်တမီးကြောင်နေလို့ပါဒီနေ့လွတ်လိုက်ပြီးနောက်နေ့ဝိဆာပြောင်းယူချင်တယ်ဝိဆာနဲ့ဆယ်တန်းအောင်ပြီးတမိုင်းအထိကယူမှာပေါ့အိုးမိချာမှာတမိုင်းကိုအနှိမ့်ဆုံးထားတယ်ဆိုတော့တမိုင်းယူတိုင်းလူညံ့ဖြစ်ရတော့မှလားမဟုတ်တာကိုကိုကိုတိဖို့ပဲရေးကြည့်ပါတယ်တမီးကအညံ့စားမဟုတ်ပါဘူးဘယ်တော့ကမှလည်းမညံ့ခဲ့ဘူးဒါပေမဲ့တမိုင်းကိုစိတ်ဝင်စားတယ်ဘာဖြစ်တယ်လဲမမေ့ကိုပြောကြည့်တယ်တည်တဲ့အတိုင်း ဖဖေးဆိုတာတမီးနဲ့တိတ်ဆိတ်ဝမ်းကွဲတဲ့လူမှမဟုတ်ပဲတမီးကိုလိုက်လျောနေကြဆိုတော့ပြောရင်ရမယ်ဆိုတာသိပြီးသားအဓိကကမမေမမေကပြောလို့ရှိတယ်သူဟာငယ်ရကိုကြိုက်ကိုဦးစားပေးလွန်းလို့ကြီးမနောင်တရစရာနေဖြစ်ခဲ့တယ်တဲ့တင်ချောင်းမုံနေမြမအစာမှာဝါသနာပါတယ်ဆိုပြီးဝါသနာနောက်ဘဝလုံးပုံလိုက်ပြီလို့တက္ကသိုလ်ပညာနဲ့ဝေးခဲ့ရတယ်တဲ့ဒါကြောင့်စိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေ သားသမီးအားလုံးဘွဲတစ်ခုစီတော့ရအောင်ကြိုးစားကြရမယ်တဲ့တကယ်တော့မမေဟာသူ့မိုက်ကြွေမိုက်ပြစ်ကိုသမီးတို့နဲ့ပြန်ဆက်နေတာထင်ပါရဲ့ဒါပေမဲ့ဘဲနဲ့လုံမနေနော် မမေကကြိုးစားကြကြိုးစားကြနေမောင်းပြီမယ်ကိုဦးတို့ကိုတူးတို့ဆိုရင် လုံးဝကြိုးစားကြတာမှမဟုတ်ပဲသမီးသာမမေပြောသလိုသူ့လုံငါလိုဖြစ်မှာဆိုလို့အတန်းထဲမှာစတော်ချင်ခဲ့တာနံပါတ်၁မရရင်ခေါင်းမဖော်ဝင်စရာထင်ခဲ့တာဆယ်တန်းရောက်တဲ့အထိပါခုမှ ဆယ်နံဖြည့်ခန်းဒီမှာသမီးတိတ်ပန်နဲ့အောင်ရမှာအမှတ်များများနဲ့ဟိုလေဒီလေဝင်သွားမှတိတ်ဆိုးရိမ်နေပြီသမီးစိတ်မပါနဲ့အခီးကိုဆက်မသွားပြရစီနဲ့သမီးကိုမပြောစီချင်ဘူးလားမေမေဒီနေ့လွတ်လိုက်ပြရစီနောက်နေ့ဝိစာဘာသာတွေပြောင်းပြီးဖြည့်ပြရစီမမေချင်တဲ့အောင်ဂုံထူးများများရနေတဲ့လောက်စူးစမ်းပြပါမယ်ဒါပေမဲ့တမိုင်းအကြီးကပဲတက်ခွင့်ပြုပါမေမေ မမေ့မြင်တာရဲခနဲ့หนีသွားတယ်လို့ထင်လိုက်ရပါတယ်။ဇာမိုးပဲဖြစ်ခန်းနေမှချုပ်တီးလိုက်ပုံပါပဲ။နှုံမဟုတ်ရင်မြူးဝင်းဝင်းတောက်တဲ့မျက်နှာနဲ့ဒေါသပုံထားလိုက်မယ်ဖြစ်ချင်းကိုရံခရေကတိတ်ပံတွဲနဲ့တင်းလာခဲ့တာခုမှပြန်ပြောင်းလို့ဖြစ်မလားခုမှပြောင်းချက်လို့ဂုံတို့ထအောင်ဖြေနိုင်မယ်ထင်ရညီအယူလားစိတ်ကောင်ကဖျုံပြန်နဲ့လှုပ်မနေနဲ့ကြက်မှကြက်ဖြေးမှဖြေးတမီမယူဘူးမမေနောက်နေ့ကြက်နိုင်တယ်အမှန်မြန်များရအောင်တမီဖြေးပြမယ် ်မီဆူရှင်းနေအတွက်မပြောနဲ့အခုနေ့အတွက်ပိုင်အောင်လို့ဒါပဲအမိန်လို့ခံစားလိုက်ရပါတယ်အမေကအမိန်ချလိုက်ပြီပဲသမီးနာခံရုံကလွယ်ပြီဘာတတ်နိုင်တော့မှလဲပိုင်ပါတယ်ဒီနေ့အတွက်တော့ပိုင်ပါတယ်ဒါတို့ဗီရာမှာအများနီးတူနည်းနည်းကွဲလိုက်တယ်ဆိုရပေးမယ်အောင်မတ်ကျော်ရုံကတော့ရမယ်ဟာပဲကျန်တဲ့၅ဘာသာလုံးကဒီကိုချိန်ထားတာပြုတ်ရင်တလုံးပေါ့ အဲ့ဒီလောက်အပိုင်တွေ့ထားတာပါ။ဒါပေမဲ့လေဒီနေ့အတွက်ပိုင်သလောက်တသက်သာလုံးအတွက်မပိုင်တော့ပါလားဆိုတာသမီးကိုသမီးသိနေတယ်။သမီးရဲ့မမေသာဒီတသက်တီးခွင်ကြုံမှကြုံပါလိမ့်မလားနော်။ဤကောင်းမဆုစာအုပ်ကိုဖြည်းလေးစွာပိတ်ပြီးသမီးအိမ်ရာဘေးသို့ပြန်ထားလိုက်ပါသည်။ကျမသည်မိစုသားမကကိုဦးတို့ကိုသူတို့၏အိမ်ယာများစာကြည့်စွဲများကို မကြာခဏရှောင်းတခင်စစ်စီလေးရှိပါသည် သူတို့ကိုစိတ်ချစရာမရှိလာတော့လေတန်တရားကင်းကင်းနှစ်တော့ပြင်မထားဝဲမှာသူတို့ဘာလုံးနေကြသည်ဘာဖြစ်နေကြသည် ဆိုတာတော့တော့မြင့်ချင်မပြတ်သိထားချင်ပါသည်မိစုဆောင်မဝဲဖြစ်ပြီးပျပျော်ရွှင်ရွှင်မရှိလာတာရဲ့မိကလေးကတက္ကသိုလ်အစာကြီးတိုက်ကဲယူထားပေးမည်ဆိုသည့်ကလေးကိုယာယီရုပ်သိမ်းလိုက်ရပါသည်မိတ်ဆွေရေကူးချန်ပီယံဟောင်းတူထံလိုက်အပ်ပေးပြီး ရေကူးတင်တန်းတက်စီလိုက်ပါသည်လှုပ်ရှားတကြွဖွဲသောအာယုံပြောင်းလဲမှုမိစုတွက်လိုအပ်မည်ထင်ပါသည်အကာတင်တန်းတိုင်းတင်တန်းများကိုလည်းလိုအပ်သလိုတက်ခိုင်းရပါအောင်မည်လောကမှာလိုတာမပြင်းမလိုတာဖြစ်တတ်သည့်သဘောတဘာဝရင်းနီထောင်းလမောင်းကြည့်ခဲ့ပြီဖြစ်သည့်ကျမဖို့တော်မိစု၏မှတ်တမ်းကိုနှလုံးသားနှင့်မဖတ်တော်ပင်အုံနောက်နှင့်သာဖမီပါသည်ဒါကြောင့်လေညင်ထဲမှာသိခံစားမနေရတော့ပင် သူအတွက်ဘာလုပ်ပြီးသင့်တယ်လဲဆိုတော့အဓိကစဉ်းစားရပါတော့သည်ကျမကတော့သားသမီးတွေအတွက်လှုပ်ရှားရှိတာပြင်အောင်မမှန်လှုပ်သွားဖို့ပြီတခုတော့မိစုလေးကိုပြောချင်ရှိမိသေးနေသမိုင်းနှင်းမထီးထွေးတာတော့ပြီဟိုစိတ်ကစင်ကလေးအဝမ်းပါအားငယ်နေသည်သမီးသမီးရေးထားတဲ့မှတ်တမ်းဟာသမိုင်းပေါ်သမီးရဲ့ခရစ်နှစ်1989မှာ အရွယ်ဖွင့်ဖြိုးစာဘူးမြပရင်ဆေကျော်နှစ်တို့ရဲ့တမိုင်းတစုံတစားပေါ်ကလျာမဂဇင်းအမတ်ကို1985အဆုံးထိနာဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင် 在吗？水豆腐？